အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့စိတ်စိတ်ချင်းစကားပြောလို့ရတဲ့ကျင့်စဉ်နဲ့စိတ်ညွန်ဤကျင့်စဉ်မိတ်ဆွေများမရောပြီးမှဖြစ်ပါတယ်တကယ်တော့ကွန်မန့်နဲ့တောင်းတဲ့မိတ်ဆွေကကျွန်တော်ကိုအင်္ဂွေချကာရာပေးပါဆိုပြီးတောင်းထားတာပါတကယ်တော့အင်္ဂွေချကာရာကိုကျွန်တော်တွေ့ပါတယ်ကျွန်တော်ဆန့်သက်ပြီးပါပြီလုံးဝအဆင်မပြေပါဘူးထူးလည်းမထူးကြပါဘူးတခြားသောလောကီကံမြတ်စင်ဤတော့ရှိရှိပါတယ်မလွယ်ကူလပါဘူးအဲ့တော့အစင်လည်းမပြေပါဘူးအခုကျွန်တော်ပြပြပဲနီးကတော့လက်တွေ့ကြကြအသုံးပြုလည်းရတယ် တကယ်လို့ထူးခြားတဲ့ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်နဲ့ဆန်းသက်ကြီးကလည်းထူးခြားမှုလေးတွေရှိတယ်ဒါကြောင့်မိတ်ဆွေများကိုပြန်လည်မြောက်ပေးမှဖြစ်ပါတယ်အဲသူ့ကိုလည်းစိတ်နဲ့ခိုင်းစေလို့ရတယ်လို့စိတ်နဲ့စကားလမ်းပြောလို့ရတယ်စိတ်စိတ်ချင်းဆက်သွယ်လို့ရတယ်အဲသူ့စိတ်ထဲမှာဘာစကားတွေပြောနေဆိုတာကိုလည်းကိုကတစ်ဖက်ကနေပြီးတော့သိနိုင်တယ်အဲ့ဒါကျွန်တော်တို့ပထမတော့ကိုယ့်ရဲ့မျက်နှာချင်းဆိုင်ပြီးလို့ရှိရင် အခန်းတစ်ခုချမယ်ပြီးလို့ရှိရင်အိမ်ပေါ်နဲ့အိမ်အောင်ချမယ်ပြီးလို့ရှိရင် နည်းနည်းချားမယ်ချိုင်းချိုင်းနဲ့ဘလောက်ထိချားနိုင်လဲဆိုရင်တခြားတိုင်းတခြားနိုင်ငံတခြားတိုင်းတစ်ပါးအထိတောင်ကျွန်တော်တွေသူ့ရဲ့စိတ်ကိုလမ်းပြီးတော့ဖတ်နိုင်ပါတယ်သူ့ရဲ့စိတ်ကိုလမ်းပြီးစကားပြောနိုင်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီအရာလေးတွေကိုကျွန်တော်တွေကြည့်မှုအတွက်လူနှစ်ယောက်တော့လိုပါလိမ့်မယ် ဲ့တော့ကျွန်တော်မိတ်ဆွေများကြုံမူလားမသိဘူးအဲ့တော့လူတယောက်ကြောင်းကျွန်တော်ပြောနေတယ်ဥမဥမဆိုကြပါဆိုမောင်ဖြူကြောင်းကျွန်တော်ပြောနေတယ်ပြောနေရင်တိတ်မကြသေးဘူးမောင်ဖြူကပေါ်လာတယ်အဲကျွန်တော်တို့ပြောနေကြတိုင်းပဲအာမောင်ဖြူခုမဲမင်းကြောင်းပြောနေတာမင်းတော့အသက်ရှည်ဦးမယ်အဲစားပြီးအဲ့လိုမျိုးလေးရှိနော်အဲနောက်တော့မိတ်ဆွေများကြုံမူလားမသိဘူးကျွန်တော်တခုအရန်စားခြင်းနေတာအရန်စားခြင်းနေဆိုကြမှာဥမဆိုကြပါဆိုလူတယောက်ဓာတ်မို့အရန်စားခြင်းနေတယ်ဟာ ဒီနေ့တော့ဓမ္မလေးစားလေးရင်တိတ်ကောင်းမမဲကွာဓမ္မစားကြည့်နေဆိုပြီးအစိတ်တကရံပြင်းပြတဲ့ဆန္ဒတစ်ခုတွေရှိနေတယ်အဲတိတ်မကြောက်ဘေးရန်နေဓမ္မလာပို့တာမျိုးလေးကျွန်တော်တွေ့မှုတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းကြုံမှုတယ်ကျွန်တော်အဲ့ဒီမနက်ကကျွန်တော်စီစီတမင်းအရင်စားကြည့်နေတယ်စီတမင်းနေမှာဆိုပြီးစီတမင်းကျွန်တော်အမေကမျက်နှာလှုပ်ကြည့်နေကြဆိုတော့စီတမင်းမစားတာကြပြီးဆိုစီတမင်းစားကြည့်နေဟောမချောက်လေးပါပါလိုက်ရင်တိတ်ကောင်းမမဲကွာဆိုပြီးစိတ်ထဲမှာအရင်ကိုပြင်းပြလေးဖြစ်နေတယ်အဲ့လိုမျိုးလေးကျွန်တော်စိတ်ဆန္ဒလေးတစ်ခုပြုတ်လိုက်တာ အဲ့လိုတိတ်မကြတိတ်မကြခင်အတွင်းမှာပဲဘေးအញ្ញံနေပြီးတော့ကျွန်တော်တို့စီတမင်းလာပို့တယ်အဲတတ်တိတ်ဆန်ဆန်ပဲငါချောက်ကလည်းအိမ်မှာဖုတ်ဖုတ်ပြီးသားအရင်သိရှိတယ်တကယ်ကိုအစင်းသိဖြစ်ပြီးသားပဲတကယ်တော့ငါချောက်ဖုတ်တာဆိုတာလည်းကျွန်တော်လုံးဝမသိပါဘူးစီတမင်းကတော့တတ်တိတ်ဆန်ဆန်ပဲသူတို့အញ្ញံစီတမင်းထိုးတယ်ဆိုပြီးကျွန်တော်မေးဆွေရကျွန်တော်လာပြီးတော့ဟိုဟိုကျွန်တော်တက်ပါလာပြီးတော့လာလာပြရပါတော့အဲ့တော့ကျွန်တော်စီတမင်းနဲ့ငါချောက်ဖုတ်နဲ့စားခဲ့ရတယ် အဲအဲ့လိုပဲပုံတော့ဒါတွေကတိုက်ဆက်မှုတခုမဟုတ်ပါဘူးဒါကျွန်တော်တို့ရဲ့စိတ်စိတ်သဘောထားအရလိုချင်တဲ့အရာတွေကိုစိတ်နဲ့လမ်းပြီးတော့ဖမ်းယူလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ကရှင်တော့ဖရာဟောလို့ပဲပြောကြခြင်းဖြစ်ပါတယ်ဟောကြခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဝေးဝိုက်ပြီးပြောနေလားကျွန်တော်မိတ်ဆွေများကဒီစိတ်ရဲ့သဘောတရားလေးလေးကိုဟိုနားလည်သွားအောင်လို့ကျွန်တော်အခြေခံပြီးပြပြပေးတာပါဖြစ်ပါတယ်တကယ်ချင်းစီကအခုမှလာမှဖြစ်ပါတယ်ဟုတ်ပြီဒီချင်းစီလေးကိုကြည့်မှုအတွက် ခုနှစ်ရက်တိတိဗာလေးလှူထားဖို့လိုတယ်ဆိုတော့ခုနှစ်ရက်တိတိမနက်ဆော့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 လေးမှာကျွန်တော်15မိနစ်သုံးမဟုတ်9ဝက်လောက်တိတိဝင်လီထွက်လီလေးအရင်ဆုံးရှုမှတ်ထားပေးဖို့လိုပါတယ်ဝင်လီထွက်လီပဲရှုမှတ်ရှုမှတ်ကျွန်တော်ရင်းတစ်ခါတော့ပြုတ်လို့ပဲလေးလေးဝင်သွားတယ်လေးလေးထွက်သွားပြန်ပြီလေးလေးဝင်လာတယ်လေးလေးထွက်သွားတယ်လေးလေးဝင်လာတယ်လေးလေးထွက်သွားတယ်အာဘိုက်ကဖောင်းလာပြီးပိန်လာပြီးလေးလေးဝင်လာပြီးချက်သလိုမိတ်ဆွေများတန်တန်ရရှုမှတ်လို့ရပါတယ် ကျွန်တော်တော့အရင်ကျွန်တော်ရေတစ်ခေါက်ကမြောက်ပေးခဲ့တာတော့အာလေတွေကဝင်လာတယ်လေတွေထွက်သွားတယ်လေတွေဝင်လာတာလည်းသိတယ်လေတွေထွက်သွားတာလည်းသိတယ်လေတွေဝင်လာတာလည်းသိတယ်လေထွက်သွားတာလည်းသိတယ်ငါအင်ဂျီယာဘာဘာရောင်းလဲအဲကိုကိုပြန်ပြီးဆန်းစစ်တယ်ငါအင်ဂျီယာဘာရောင်းလဲအဲငါဝိဝထတဲ့ပစိုးကဘာရောင်းလဲဟာဘောင်းမီကဘာရောင်းလဲငါ့စပင်ကဘာရောင်းလဲအဲငါငါဒီနေ့တော့မျက်နှာတဲထားပြီးပြီအာဘာမှမဆားရသေးဘူးစပိကိုယ့်ရဲ့အနေထားလေးတွေကိုယ့်ခန္ဓာကိုယ်ရဲ့အနေထားလေးတွေကိုပြန်ကြည့် ကိုပြန်ကြည့်ပြီးတော့ခုနပြောခုနပြောလိုပဲလေတွေဝင်လာလေလေတွေထွက်သွားလေးတွေကို9မိနစ်10မိနစ်သုံးဖို့အချိန်ရရင်နိုင်ဝက်လောက်ပြန်ပြီးရှုမှတ်စေချင်ပါတယ်အဲ့လောက်ကို9ရက်တိတိမနက်တစ်ချိန်ညအိမ်ဝင်ဒီတစ်ချိန်ပေါ့နော်မနက်တစ်ချိန်ညတစ်ချိန်9ရက်ပြည့်ပြီဆိုတာနဲ့ဒီကျင့်စဉ်ကိုစင့်ကျင့်လို့ရပါပြီအဲ့တော့ဒီကျင့်စဉ်ကိုဘာလို့ခုနှစ်ရက်ကျွန်တော်တို့ရှုခိုင်းတာလဲဆိုတော့ပိုပြီးခီးရအောင်လို့ပါကျွန်တော်ကစိတ်နဲ့သွားမှာဆိုတော့ကျွန်တော်တို့တည်ငြိမ်မှုလိုတယ်ဟိုပြောမလို့ဆိုတမားလေးတစ်ခုရှိဖို့လိုတယ်ပေါ့ ဒါမှသာလေလိုရခီရောက်မှာဖြစ်ပါတယ်โอเคကျင်းစီခုမှစမယ်အဲ့တော့ကျွန်တော်ဒီဟာကျင်းစီမှုအတွက်ကျွန်တော်လူနှစ်ယောက်လိုပါမယ်အဲ့တော့သူ့ရဲ့သူနဲ့ကိုနဲ့သူ့လက်ဖွားပေါ်ကိုထက်ကိုလက်ဖွားပေါ်သူ့တင်ထားမယ်ဘလို့ပဲနေနေရပါလဲကြာကြာချင်းလည်းရတယ်ကြားမှလည်းရတယ်အမျိုးအမျိုးချင်းလည်းရတယ်ညီကမောင်မလည်းရတယ်ဘယ်သူမဆိုကျင်းလို့ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်သူ့ရဲ့သူ့ရဲ့လက်ဖွားနှစ်ဖက်ပေါ်မှာကိုယ်ကိုယ်လက်ဖွားနှစ်ခုတင်မယ်အဲ့တော့တင်ပြီးတော့ ပရမတယောက်ကနေပြီးတော့ကိုယ်စိတ်တရားဖြစ်ချင်တဲ့တခုကိုသူ့ကိုလှမ်းပြောနေမယ်မျက်စိမိထားမယ်စိတ်နဲ့လှမ်းပြောမှာပေါ့နော်စိတ်နဲ့လှမ်းပြောမယ်ဘာပြောမယ်မိစေမြဟိုကြိုက်တာတခုကိုပြောလို့ရတယ်အဲဥမဥမဥမဆိုကြပေါ့သူအဲငါတို့လေအဲနည်းလေကြလို့ရှိရင်ဘယ်ဟိုသွားမှာလို့အဲဘယ်သွားစားမှာလို့ဘာလုံးမှာလို့အဲကျွန်တော်ဘယ်ခီးထွက်မှာလို့အဲတော်တော်မဟုတ်ကျွန်တော်တွေဟိုညနေ3နာရီလောက်ကြာလို့ရှိရင်အာလပိတ်ဆိုင်သွားမှာလို့ လေဒါမှစပိပေါ်တော့ကိုသွားချင်းတာဖြစ်ချင်းတာတခုခုသူ့ကိုပြောနေမယ်ဥမာဆိုကြပါဆိုငါ့ကိုအဲဟိုကပစံချီပါတော့အစပိပေါ်တော့အစပိကြိုက်တာပြောလို့ရတယ်အဲ့တော့ကျွန်တော်ဆက်သက်ခင်တော့ကတော့ကျွန်တော်မိတ်ဆွေတူဦးနေပါအဲကျွန်တော်မိတ်ဆွေတူဦးကျွန်တော်ကျွန်တော်စိတ်ကနေမိသူ့ကိုလမ်းပြောလမ်းပြောနေတယ်တော့ကျွန်တော်တို့ဘာပြောလဲဆိုတော့သူ့နာမည်မလို့သူ့နာမည်ရဲလင်းထက်ပြပါတယ်ရဲလင်းထက်ရေငါတို့ည၈နာရီကြာလို့ရှိရင်တရားနာရအောင် အတူတူနာကြမယ်ကျွန်တော်ဒါလေးကိုသူ့စိတ်တဲကိုကျွန်တော်စိတ်တဲ့နဲ့သူ့လမ်းပြောင်းနေတယ်အဲ့တော့ကျွန်တော်သူ့ဒီညရှင်းနိုင်ကြလို့ရှင်တရားနိုင်အောင်စပြစ်ကျွန်တော်ကျွန်တော်မိတ်ဆွေများလည်းကိုကိုရဲ့တငငချင်းကိုပြောလို့ရတယ်ဥမာကြော်ကြီးပြည့်လေကြော်ကြီးရဲ့ငါတို့ညှက်ရှင်းနိုင်ကြလို့ရှင်တရားအတူတူနိုင်အောင် ည၈နာရီမှာစုံစုံကြမယ်အဲစပစ်ပုံတော့အဲကျွန်တော်မျိုးဆိုဘယ်ဘက်သွားချင်သွားချင်ဘာဘက်လှုပ်ချင်လှုပ်ချင်အဲ့လိုမျိုးသူစိတ်ထဲနေလမ်းပြောမယ်အများကြီးတော့ပြောလို့မရဘူးဘယ်တော့ပထမဆုံးစချင်တာဆိုတော့တတခုတည်းပြောမယ်အဲ့ဒါလေးကိုပြောနေမယ်အဲ့ဒါလေးကိုပြောအဲ့ဒါလေးကိုပြောနေတကယ်တော့ကျွန်တော်ဘာလို့လို့ပြောရလဲဆိုတော့အဲကျွန်တော်တကယ်ကြဘယ်တော့မှတရားမနာပါဘူး။ तू က ုဒ္ဓဘာသာလည်းမဟုတ်ပါဘူး။သူကခရစ်ယာန်တယောက်ပါ။ဒါကြောင့်မလို့သူဘယ်တော့မှတရားနာမှာမဟုတ်ပါဘူး။အဲ့တော့ तू လုံးဝမသိဘူးတဲ့အကြောင်းအရာတစ်ခုကိုပဲကျွန်တော်သူ့ကိုပြောနေတာဖြစ်ပါတယ်။ဥပမာသိပ္ပသားဆိုလို့ရှိရင်တော့ဩ तू ကတော့နေကြမလို့သိတယ်လို့ထင်နေဦးမယ်။အခုတော့လုံးဝမသိမသိဘူးတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်သူ့ကိုပြောနေတာပါ။အော်ပြောနေတယ်ဘယ်လောက်ထိပြောမလဲဆိုတော့10မိနစ်15မိနစ်လောက်ပြောမယ်10မိနစ်15မိနစ်လောက်ပြောပြီးလို့ရှိရင်တခါပြန်နားလိုက်မယ်တခါဟိုတယောက်ကလည်းကိုယ့်ကိုစိတ်ကနေပြန်ပြောမယ်အဲ့လိုထက်ထက်ကကပြောမယ်ပေါ့နော် ထက်ထက်ကပြောမယ်အထက်ထက်ကပြောမယ်ပြောမယ်โอเคနိုင်ဝဲလောက်ပြောပြီးဆိုတာနဲ့သူလည်းနိုင်ဝဲပြောပြီးပြီကိုလည်းနိုင်ဝဲပြောပြီးပြီဆိုလို့ရှိရင်တော့နှစ်ယောက်သားပြောထားတာလေးကိုစာရွက်တရွက်နဲ့ကျွန်တော်တွေရေးရေးထားလိုက်ပါရေးထားပြီးတော့သူ့ကိုမေးသူ့ကိုမေးကြည့်လိုက်ပါသူဖြစ်နေနေဆိုလို့ရှိရင်သူနဲ့ကိုနဲ့စိတ်ချင်းစကားပြောလို့ရပါပြီသူလည်းဖြစ်နေနေကိုရင်ကိုနဲ့သူနဲ့စိတ်ချင်းစကားပြောလို့ရပါပြီအဲ့တော့ကျွန်တော် ကျွန်တော်မဆွေနဲ့ကျွန်တော်နဲ့ဆန်းတက်ကြည်ဟာကျွန်တော်သူ့ကိုပြောတဲ့အရာကြတော့သူမဖြစ်နိုင်ပေမဲ့သူကျွန်တော်ပြောတဲ့အရာသူကျွန်တော်ပြောတဲ့အရာကြတော့ကျွန်တော်ဖြေနိုင်ခဲ့ပါတယ်သူကျွန်တော်ဘာပြောတာလဲဆိုတော့ तू က तू နိုင်ငံညာသွားခြင်းနဲ့ကြောင်း तू ဆိတ်တဲ့နဲ့ကျွန်တော်ပြောနေတာပါကိုတိုက်ရငါတော့အဲနောက်နောက်နေ့ထဲမှာအခု9လပိုင်းကုန်လို့ရှိရင်ငါစင်ကာပူ ွားခြင်းနဲ့ကွာဆိုပြီးသူကျွန်တော်စိတ်ထက်နေပြောနေတာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်သူ့ပြောတာတော့သူရေးရေးလေးသိခဲ့ပြီမဲ့သူကျွန်တော်ပြောတာတော့သူနိုင်ငံသွားခြင်းနဲ့ဆိုတာတော့သိလိုက်ပါတယ်ဒါပေမဲ့ဘယ်နိုင်ငံနဲ့ဆိုတာတော့ကျွန်တော်မသိပါဘူးစင်ကာပူလို့သူပြောပါတယ်โอเคဒီဟာလေးတွေကကျွန်တော်တို့ဒီတယောက်နဲ့တယောက်နဲ့စိတ်ညစ်စကားပြောလို့ရတဲ့ကျင့်ကျင့်စီမဲ့ဖြစ်ပါတယ်ဒါလေးပဲကျင့်စီရပြီးသွားပြီအလွယ်လေးပါပဲအဲ့ဒါလေးတွေကိုကျွန်တော်ပထမတစ်ရက်ကတော့မသိသေးဘူးဒုတိယတစ်ရက်မသိသေးဘူးတတိယတစ်ရက်၃ရက်မြောက်နေ့မှာ အပြန်လန်တိသွားပါလေ၃ရက်မြောက်နေ့တိမယ်၄ရက်မြောက်နေ့တိမယ်၅ရက်မြောက်နေ့တိမယ်၆ရက်မြောက်၇ရက်မြောက်နေ့တိမယ်ကြာလာလေလေတပည့်စေလောက်ကြည့်လိုက်တာနဲ့တိသွားမှာဖြစ်ပါတယ် ိတ်ပြီးဆိုတာနဲ့သူနဲ့ကိုနဲ့နေရာလေးတွေသူသူလည်းသူ့အိမ်မှာသူနေကိုလည်းကိုယ့်အိမ်မှာကိုနေပြီးတော့အချိန်ကြိုက်ပုံတော့ဒီည၈နိုင်မှာငါတို့စိတ်ကြစကားပြောကြမယ်ဆိုပြီး၈နိုင်တိတိကိုနိုင်မြအားရင်လဲကိုနိုင်မှာပြော၈နိုင်မှာအားရင်လဲ၈နိုင်မှာပြောမဟုတ်ဘူးပြည၈နိုင်မှာအားရင်ဆိုတော့ည၈နိုင်မှာပြောမယ်ည၈နိုင်တိတိမှာကျွန်တော်ချိတ်ဆက်ပြီးရောပြောမယ်အဲ့တော့သူလည်းဘာပြောတာလဲကိုလည်းဘာပြောတာလဲဆိုတော့အပြန်လန်အမှန်တိုင်းပြောပြရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးတွေကျွန်တော်တို့ဒီအား လလလင်းကဆင်းနဲ့အဆင်ပြေမယ်တလောက်လောက်ကြလို့ရှိရင်ဘယ်လိုလိုဖြစ်မလဲဆိုတော့တလောက်လောက်ကြလို့ရှိရင်ကိုကလူတယောက်ရဲ့အကြောင်းကိုအဲဥမဆိုကြပါတော့ကျွန်တော်ကျွန်တော်မေ့စောကိုကောင်လေးကဟိုးဟိုကအဝေးမှာအလုပ်တခြားနိုင်ငံထဲမှာဂျပန်ကိုရီးယားမှာအလုပ်တွေသွားလုပ်နေတယ်ကိုကောင်လေးကဟိုးတခြားဝေးမှာဂျပန်နဲ့ကိုရီးယားမှာလုပ်တွေသွားလုပ်နေတယ်အဲ့တော့ကျွန်တော်တို့က ူတို့ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေတယ်ဘာတွေတွေးနေဆိုတာကိုကျွန်တော်တို့နေရနေပြီးတော့လမ်းပြီးတော့လမ်းပြီးတော့ခြေဆက်ကမှဖြစ်ပါတယ်အဲဒါဆိုထုံထုံတဲ့အတိုင်းပဲကျွန်တော်တို့တွေဝင်လေထွက်လေလေးအရင်ရှုမယ်ထွက်လေရှုပြီးဆိုတာနဲ့စိတ်နဲ့အဲတော့စိတ်နဲ့သူတို့ရဲ့စိတ်ကိုလမ်းပြီးတော့ကြည်နေပါတယ်လမ်းပြီးတော့ကျွန်တော်တွေဆက်သွယ်နိုင်ပါတယ်အဲ့တော့အဲ့လိုဆက်သွယ်နိုင်တဲ့ဘာတွေတုတ်ပြမှုခံစားမှုတွေရတယ်ဆိုအဲ့တူတူကပျော်နေကိုလည်းပျော်ပျော်ရှင်မှုတွေ့နေရပြီးတော့အဲ့လိုငုံနေကိုလည်းငုံနေရလေ အဲ့လိုခက်ခဲတဲ့နေအလုံးမှာအဆင်မပြေမှုတွေကြုံနေရရင်ကိုယ်လည်းအဲ့လိုခက်ခဲတဲ့အဆင်မပြေမှုတွေကိုလာပြီးခံစားရလဲလာပြီးသိရတယ်အဲ့အဲ့ဒီလူကဥမာဆိုကြပါဆိုအဲကိုးကောင်လေးရသွားလဲဆိုရင်ကိုးကောင်လေးအတခြားကောင်မလေးစီကိုရောက်နေတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးစိတ်ကနေသိရလဲဟာအဲ့လိုမဟုတ်ဘူးဗျာကိုးကောင်မလေးကတခြားတိုင်းမှာလုံနေဆိုလို့ရှိရင်ကိုးကောင်မလေးကအဲတခြားကောင်လေးနဲ့အဲ့လိုမျိုးအဆင်ပြေနေတာပျော်နေတာမျိုးလေကိုကလာပြီးရောတွေးရှိရပါလဲသိရှိခံစားရပါလဲ ဒါလေးတရတော့ပြောပြလို့မရပေမဲ့ကိုယ်တိုင်လက်တွေ့ကျင့်သုံးမှသာလေသိနိုင်မယ့်အရာမျိုးလေးပါဟာဘယ်လိုမျိုးသိနိုင်တာလဲဆိုတော့စိတ်ကနေကိုအလိုလိုသိရတဲ့တချို့တမာတရဲ့ကောင်းလင်းတချို့ပါရမီထူးတဲ့လူဆိုလို့ရှိရင်ကွက်ကွက်ကွင်းကွင်းဟုံးအုံနှုတ်ထဲမှာလာပေါ်တာမျိုးတွေရှိတယ်အင်းကြီးရဘာရောင်အဲတွားတဲ့နေရဘယ်နေရဖက်နှစီရဘယ်ရောင်တွဲတဲ့ကောင်းလေးကဘယ်သူအဲကောင်းမလေးကဘယ်လိုပုံစံနဲ့တွဲနေတာအရက်ရှိရှိအဲစားပြီးအဲ့လိုပုံစံတွေကိုအဲ့လိုအတိအကျကိုသိနေပါတယ်တောင်းတောင်းလူတွေဆိုလို့ရှိရင်တော့ ျွန်တော်တို့စိတ်ထဲမှာနေပြီးတော့သိနေပါတယ်ပြောနေလားအဆင်ပြေလားအဆင်မပြေဘူးလားသူသူစိတ်ထဲမှာဘလို့ဖြစ်နေလဲပြန်လာခြင်းနေလားလှုပ်ကြိုးစားနေလားအစပြပုံတော့သူရဲ့ကျွန်တော်တို့စိတ်ခံစားမှုတွေအားလုံးတယောက်ယောက်ပြောပြနေသလိုပဲအဲ့လိုသိရမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးမသိရှိပြီလို့ထင်ပါတယ်နောက်ထပ်နောက်ထပ်လည်းအခုလိုစိတ်ညွတ်ပညာလေးစိတ်စိတ်ကျင့်စီနေအကြောင်းလို့ဆက်လက်ပြီးတော့အဲ့တော့တောင်းထားလို့ရှိရင်တော့ဆက်လက်ပြီးမြောက်ပေးပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေစာလုံးလဲ စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတွေပြည့်စုံနိုင်ကြပါသည်ဗျာ